နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ12ရက်စနေနေ့ ရှင်ဟောင်းခရွင်ခန်းကြီး34အငယ်35မှ39 95မှ37မဟာကိုချီလင်းငါပညာတို့ကိုဆောင်ရှောက်ကြလောမာဒီခမီးတော်ကိုတောင်း၍ခမီးတော်သည်တမန်တော်ကို ပြတော်ဝိညာဉ်တော်ဒီဟုသော တပါတော်ဥပစေဆရာကိုသင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းကသင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကို လောကီသားတို့သည်မတိမမြင်သောကြောင့်မခံမယူနိုင်ကြ ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့တည်ရကြ၏။ငါသည်သင်တို့နှင့်အတူရှိစဉ်တွင်ဤစကားကို ပြောခဲ့ပြီ။ခမည်းတော်သည်ငါအတွက်ကြောင့်ဆင်းလွတ်တော်မူသော ဥပဇေစရာတည်ဟုသောတန်ရှင်သောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်။ ညီသချင်းကိုတင်းတို့၌ငါထားခဲ့၏ငါဤညီသချင်းကိုတင်းတို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်းတို့စိတ်နှလုံးပူပန်ခြင်းဆိုရင်တုံ့လုံခြင်းမရှိစေနှင့်ငါဒီယခုသွားတော်လေတင်းတို့စီတို့လာဦးမီဟုငါပြောသောစကားကိုတင်းတို့ကြားရကြပြီတင်းတို့ဒီငါကိုချစ်လျင်ခမည်းတော်ထံသို့ငါသွားမီကိုဝမ်းမြောက်ကြလိမ့်မည် အကြောင်းမူကားငါခမီးတော်သည်ငါထက်သာ၍ကြီးမြတ်တော်မူ၏ထိုအမှုအရာရောက်တော်အခါသင်တို့သည်ယုံကြည်စီခြင်းကမရောက်မီ ယခုပင်သင်တို့အားငါပြောနေမည်ယခုမှစ၍ငါသည်သင်တို့နှင့်များစွာမပြောရအကြောင်းမူကားဤလောကကိုအစိုးရသောမင်းသည်လာဆဲဖြစ်၏လာတော်လေငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရ ငါသည်ခမည်းတော်ကိုချစ်သည်ကို၎င်းခမည်းတော်မှထားတော်မူသည့်အတိုင်းငါပြုသည်ကို၎င်းလောကီသားတို့သည်သိမိအကြောင်းသည်ဤအရမထ၍သွားကြကုန်အံ့ဖြစ်စေစီရာတီးဟုသောတန်ရှင်သောဝိညာဉ်တော်သည်ငါပြောခဲ့သမျှသောစကားတို့ကို မမိသောညံကိုသင်တို့အားပေးတော်မူ၏။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး34ခန်းငယ်26အထကူဖြစ်သောဝိညာဉ်တော်ဤတတိပေးမူ။တနှစ်တွင် ကျမသည်တာဤအားကစားပွဲမစတင်မီသချင်းတစ်ပုဒ်ဆိုပေးရင်သဘောတူခဲ့သည်။ယေသတပတ်ကြောင့်လေ့ကျင့်ခဲ့ရတော်လေဤသချင်းကိုကျမလုံးဝအလွတ်ဆိုနိုင်ပြီဖြစ်သည်။ နောက်ဆုံးကျမဤဘေးတစ်ဖက်တစ်ချက်တွင် တန်းစီနေသောအသင်းများနှင့်အတူကိုင်းထဲသို့ဝင်သွားချိန်၌မျက်လုံးမိတ်ပြီးဆူတောင်းခဲ့သည်ထို့နောက်သချင်းစာသားအနေငယ်စတင်တီးဆိုခဲ့ပြီးနောက် စာသားကိုမမှတ်မိတော့သဖြင့်ကျမတုန်လှုပ်သွားသည် နောက်မှရှိသောအမျိုးသားတဦးကကျမမိနေသော စာသားများကိုတူတူလီပြောပြပေးခဲ့သည်အထကူဖြစ်သောတတိပေးမှုကိုကြားသည့်နေ့တစ်ပြိုင်နက်ကြံသောစာသားများကို ယုံကြည်မှုရှိရှိကျေလောင်စွာကျမတည်ဆူခဲ့သည်တခါတရံတွင်အခုအညီအနှဲငယ်ကို ကျမတို့အားလုံးလိုအပ်သည်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး34တွင်သခင်ယေရှုက သူ့ပညာတို့ကိုစောင့်ရှောက်ခြင်းသည် သူ့ကိုချစ်ကြောင်းရှင်းပြပြီးကျမတို့အားကူညီသူအဖြစ်တရှင်သောဝိညာဉ်တော်ကို ပေးရန် ခမည်းတော်ထံတောင်းလျှောက်ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည်မသိမမြင်သောကြောင့်မခံယူနိုင်ကြ။ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏။တပည့်တော်များနှင့်အတူရှိစဉ်သခင်များစွာတုံသင်ပေးခဲ့သည့်တိုင်ခမည်းတော်သည်ငါအတွက်ကြောင့်ဆေလွတ်တော်မူသောဥပစ္စေဆရာတည်းဟုသောသက်ရှင်သောဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကို ပြသ၍ငါပြောခဲ့သမျှသောစကားတို့ကို မတ်မိသောညံကိုသင်တို့အားပေးတော်မူမည်ဟုမိန့်တော်မူ၏ကျမတို့သည်တမန်ကျမ်းစာကိုဆုတောင်းလျက်ဖတ်ရှုစဉ်တွင်သက်ရှင်သောဝိညာဉ်တော်သည်ဖျားသခင်၏ဉာဏ်ပညာကိုအတိတ်ဘဲဖွင့်ဆိုနိုင်အောင်သိနာလေနိုင်အောင် လက်တွေ့အသုံးချနိုင်အောင်ကျမတို့အားကူညီပေးပါသည် သူ၏ဥဆောင်မှုကတမန်ကျမ်းစာ၏လမ်းညွှန်မှုနှစ်သိမ့်မှုနှင့်ချစ်ခြင်းဖြင့်ကျမတို့ကိုပြုပြင်ပြောင်းလဲပေးမှုတို့နှင့်အစဉ်ကိုက်ညီပြီး ၎င်းသည်တစ်ချိန်တွင်အထောက်အကူဖြစ်စေသောတတိပေးမှုတစ်ခုလည်းဖြစ်၏ရှင်သောဝိညာဉ်တော်၏အတန်ကိုပို၍တတိပြုမိနိုင်ရန်မြည်သည့်အရာကိုတင်ပြုလုပ်နိုင်သည်။တင်သည့်တန်ရှင်သောဝိညာဉ်တော်ကို နေ့စဉ်မြည်တို့ဝန်ခံလက်ခံသည်မည်တရှင်တော်ဝိညာဉ်တော်ဖျားခြေစုပြု၍ကိုတော်ဤအတန်ကိုတတိပြုမိပြီကျွန်ုပ်အားသခင်ယေရှုနှင့်ပေါ်တူစေရန်ပြုပြင်ပုံသွင်းစဉ်တချိန်တွင်အထအကူဖြစ်စေသောတတိပေးမှုတစ်ခုကိုတိမတ်ဝန်ခံနိုင်ရန်မဆရော်မူပါသခင်ယေရှုနာမကိုအမည်ပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။